နားဆင်သူပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာ မောင်မောင်ဘိုးရေးသားထားတဲ့ခွေးတီခေါင်းနဲ့အခြားဝိတ္ထုတို့များစာအုပ်မှာခွေးတီခေါင်းဆိုတဲ့ဝိတ္ထုတို့လိုလိုကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာဝိတ္ထုလေးကိုမတင်ဆက်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာတဘိုးရဲလာပြည်လာပြည်ဝန်ဒီစာတက်ကျွန်းကြီးကောင်းကင်ရံတွင်ထိနေတာနေသည် ဇာရကြီးတောင်ချေရှိ ကော့ညောစလုံရွာလေးမှာလေအိမ်မောကြလျက်ရှိသည် လာရောင်အုပ်လက်ကြမှထိုးဖောက်ကြလျက်ရှိသည်တိတ်ဆိတ်ညင်သက်သောပဝင်းကျင်ဝဲကန်းဆက်တို့ရိုက်ခတ်လာသည့်လိုင်းလုံးများကကြားနေရသည်တောင်ချေဘက်မှခွေးဥစွာများမကြမကြကြားတက်သည်တရားလုံးအိမ်မောကြနေတော့လေအိမ်မပြောနိုင်သူတူရှိနေသည်ထိုးသူမှရွာနောက်ဖက်အစွန်ပြားတွင်နေထိုင်သောမွေးမြူသမားအင်းငင်းမင်ဖြစ်သည်ခုတလော ခွေးလေခွေးလေများသူမွေးထားသောကြက်ဘဲများကိုညလူကြီးတိတ်ချေတွင်လာရောက်ဆွဲတတ်သည့်ဖြင့်အင်းဘင်းမှဒရိနှင့်ညိုညိုကြဲကြဲအိတ်နေရသည်ဆလုံးတိုင်းသားတို့ဒလိထုံးစံအတိုင်းတောင်ဆက်တွင်အိမ်ကိုခြေရန်ရှိတိဆောက်ထားကြသည်မွေးပြီးကြမှာတောင်ခြေတွင်ရှိသည့်ဖြင့်နေအိမ်နှင့်အတန်ငယ်အလံဝေးသည်ခြံကျဲဝန်းတော်လည်းစနစ်တရကာရန်ထားသည်မဟုတ်ပေအုံးလံများဖြင့်ဖြစ်သည်လိုကာရန်ထားခြင်းဖြစ်သည်လုံးကြုံမှုမရှိလာပါခွေးများအလဲတကူဝင်ထွက်နိုင်သည့်အနေအထားဖြစ်သည် ချမ်းလေတွင်ကြီးမားသောတဲကြီးတစ်လုံးရှိသည်မွေးမြူထားသောကြက်ဘဲများမှအတန်အသည့်အများပြသည်ညဘက်အဲ့ရဝင်ခြင်းအတွင်သို့မောင်းတွင်ပြီးဒုတိယခန့်မြင်သောဆင်မော်တို့မောင်းတင်ရပြန်သည် စပယ်ကြီးမွေနှင့်အခြားမွေများလည်းလာတတ်သဖြင့်ညဘက်ကြက်ဘဲအော်တိုင်းထရည်ကြည့်ရသည်ယခုလည်းချမ်းဘက်မှအတန်ပလန်များကြားသဖြင့်လန်ရှီနှင့်လက်နေတံမီကင်ကအင်းငင်းကြက်ဘဲချမ်းဘက်သို့ထွက်လာခဲ့သည်အင်းမင်းရောက်ချိန်တွင်ခွေးသုံးလုံးကောင်ထွက်ပြေးသွားသည်ကိုတွေ့လျက်ရသည် ကျက်ဘဲကိုက်ချီသွားသူကိုမတွေ့ရမီခွေးများစူညံနှောက်ယှက်မှုကြောင့်အေးရေးပြရသည့်ညာပေါင်းများခဲ့ပြီးခွေးလေခွေးလင်းဆိုတော့လဲအမွေးရှိရှိဥကောင်းလုံးလုံးနရက်အုပ်အုပ်ချစ်စွယ်စလုံးခွေးများသာဖြစ်သည်ပင်လယ်ပြင်သို့ငါးဖန်းထွက်ချိန်တွင်စလုံးများသည်မိမိတို့ပိုင် ခွေးအလုံးကိုလေပေါ်တင်ခေါ်သွားနိုင်သည်မဟုတ်အများဆုံး၂កောင်၃កောင်သာခေါ်သွားနိုင်ကြသည်ကျန်သည့်ခွေးများဒိုးတလူကြည့်ရှုထားရဲ့အင်းဒီနာချင်းများအနံ့ထားခဲ့သည် ်ရွာရှိစလုံးသုံးပုံနှစ်ပုံခန့်ပင်လယ်ပြင်သို့ထွက်သွားကြသဖြင့်ကျန်ရသောကွေးများမှလည်းမနှဲလာဘူးစလုံးမိသားစုတိုင်းလိုလိုကွေးများမွေးထားကြသည်လေပံမရှိသောစလုံးများအသက်အရွယ်ကြီးရင်သောစလုံးများနှင့်အင်ငင်းတို့လိုမွေးမြူရလို့သူဆိုင်ပြေးလို့သူတို့သာရွာမှကျန်ရခဲ့သည်ငါးဖန်းပလဲငုတ်ရေခုဖန်းချင်းပြည့်အသက်မွေးသောစလုံးများအလုံးပင်လယ်ပြင်ရောက်နေသောကာလဖြစ်သည်ဆောင်းပေါက်စာကလာတွင်မိသားစုများနှင့်ခွေးများပါလေပေါ်တင်၍ပင်လယ်ပြင်သို့ထွက်သွားကြသည် တကျုံးဝင်တကျင်းထက်သာသွာလာနေထိုင်အသက်မွေးကြသည်ငါးဖန်၏နီးစရာကျုံးပေါ်သို့တက်ရောက်ရောင်းချကြသည်လိုအပ်သော မုံဆန်စားစီဆက်စီတို့ကိုပြန်လည်ဝယ်ယူကြသည်ထို့နောက်ဝင်လာပြန်ပြန်ထွက်ကြသည် ပလောကာကြံလိုကျုံးစာဓာတ်ကင်ကျုံးတိန်ကျုံးစလုံးကျုံးထေးကျုံးဂင်ကကျုံးများတို့အများဆုံးရောက်သည်မြောက်ဖက်ရှိရွှေကျုံးကြီးရွှေကျုံးလေးမြောက်နီကမန်ကျက်ကျုံးများတို့လည်းရောက်တတ်သည်နောက်ဖက်ရှိငလုံးလက်ဖယ်ခရင်ကွား ညောင်ဦးပြီးငွထေးဦးကျွန်းများတို့လည်းရေချောင်းတင်တယ်လို့ရောက်ကြသည်တောင်ဘက်ဆွန်းရှိတဲကျွန်းဆောင်းငေါကျွန်းမိုးတောက်ကျွန်းများမှခီးဝေးလွန်းလာသည့်ဖြင့်ရောက်ခဲ့လာသည်စလုံးများအများဆုံးနေထိုင်တတ်သည်မကြုံကြက်စုငယ်ပါလိုင်းပူလုံးတုံးတုံးအောင်ပါအော်ကြီးချင်းဖန်းမပူတိစသည့်စလုံးရွာများတို့အများဆုံးရောက်ကြသည်ရင်းကျွန်းများနှင့်ရွာငန်ဆက်များရှိ အော်များဂရက်များတွင်အများကြီးလေးရှိကြသည် အော်များဂရက်များမှာရာဇလူတံ ိုင်းလီတံမှအကာအကွယ်ပေးသောနေရာများဖြစ်ကြသည်ဤသို့တဆောင်းတနေလိုပင်လယ်ပြင်တွင်နေထိုင်အသက်မွေးကြသည်မိုးကြမှရွာသို့ပြန်လာကြသည်လိုင်းလီထံသောမိုးရာသီတွင်ပင်လယ်ပြင်ထွက်လေမရှိကြပါဆလုံးရွာလေးများသည်မိုးရာသီတွင်လူစု၏စီကားနေလေရှိသည်ယခုခက်သည့်နေရာသီတွင်ရွာမှာလူနေနေ၍စီစီကားကားမရှိပါရွာတိုင်းကျန်ရစ်သည့်ခွေးများအလုံးလဲလောက်လောက်ငါးငါကျွေးမွေးမထားနိုင်ပါ စားရမယ့်တောက်ရမယ့်ပိုင်ရှင်မဲ့ဘဝလေလေနေတတ်ကြသည်ထို့ကြောင့်ပင်အင်းငင်းဤကြက်ပဲများညဘက်တွင်ဝင်ဆဲကြခြင်းဖြစ်သည် အင်းငင်းမိခနဲ့အိပ်ပျော်သွားသည်အိမ်အောက်မှာမိမိအမိခေါ်တမ်းကြောင့်အိမ်ရမှာနိုးကြရသည်အင်းငင်းအင်းငင်းအိမ်အောက်ကဘယ်သူလဲငါပါစတိပါထပါအောင် အင်းငင်းအိမ်အောက်တို့ငုံကြည့်လိုက်သည်ရာဇကြီးစတိကိုလေပေါ်တွင်တွေ့ရသည်ရေပြည့်ခြင်းဖြစ်၍အိမ်အောက်ထိလေဝင်နိုင်ခြင်းဖြစ်သည်အင်းငင်းအိမ်အောက်သို့ဆင်းလိုက်သည် မကြမီအာယုံတက်တော့မိအချိန်ဖြစ်သည်အင်းငင်းမင်းရဲ့လေးဆက်ကောင်းတယ်မဟုတ်လားကောင်းပါလေစီရလောင်လောက်ရှိရလားစီရပူတော်ရှိသေးတယ်ဘာဖြစ်လို့မေးတာလဲငါသမီးဖျားနေတာကြာပြီအချိန်နေမကောင်းတော့ကော့တောင်းစီရုံပို့ရင်တယ်မင်းလေးကိုတုံးကျင်တယ်ရတယ်အခုပဲသွားမှာလားအေးသွားမယ်မင်းလေးကိုငါအိမ်အောင်ဖက်မောင်းခဲ့အိမ်မှာအင်းနင်းဆောင်နေတယ်ဒါလူကြီးစတိနေမှတလုံးရွာလုံးတွင်ရှိသည်အိမ်ငင်းတို့ကွန်ညောရွာနဲ့အတန်ဝေးသည်စတိပြန်သွားသည်နှင့်အင်းငင်းက သူ့ဆက်လေးကိုစီပြေးလိုက်သည်စီအပေါ်ပုံးတပုံးပါနေပေါ်တင်ပြီးစရိနေတို့ထွက်လာခဲ့သည်အင်ငင်းဤလေစရိနေအောက်သို့ရောက်သည်နှင့်အင်နင်းနှင့်အဖော်တို့သည် စတိဤသမီးကိုပွေ့ချီလျက်အိမ်ပေါ်မှဆင်းလာကြသည် စရိဤသမီးငါးနှစ်နီးပါးအရွယ်သာရှိသေးသည်ဘောဝတုတ်တို့မျက်နှာဖောက်ပေါက်နှင့်တရားလုံးကချစ်နေကြသည်ကလေးဖြစ်သည်ကလေးမှာအင်းနှင်းလက်ပေါ်တွင်တွန်းထိုးရုန်းကန်နေသည်ပါဇက်မအကြီးများထွက်ကြကဝူဝါးကနှင့်အော်ဟစ်ရုန်းကန်နေသည် လေပေါ်တို့ရောက်ရဲ့ရေကိုမြင်သည်နှင့် လေနံကို ကုတ်ဖက်ရောက်ကန်နေသည်ဝိုင်းဝန်းထိမ့်ချုပ်နေကြရသည်လေပေါ်တွင်ဇွာတကြီးစတိနှင့်ဇနီးမှလူမမာသမီးလေးအင်းနင်းနှင့်အဖော်တူသာပါလိအင်းငင်းဆက်လီမောင်းနေသည်အင်းငင်းလေမှာငါးကောင်အားဟွန်နာအမျိုးအစားဆက်ကိုဝဲရတစ်ဖက်စီတွင်တလုံးစီတက်ထားသည်အလင်းရောင်ပေါ်သားပြုတ်ခဲ့ပြီးရေတက်ချိန်ဖြစ်တော်လဲရခင်အချိန်နည်းနည်းမတူလေမှာထူးခြားတာငြိမ်သက်နေသည် ရွာမှထွက်၍ဇာနေကျွန်းလွန်သည်နှင့်အင်ငင်းကလေကိုရွာဘက်သို့ချိုးပေးလိုက်သည်ဖလောကကြံလူကျွန်းသည်အနောက်ဘက်တွင်ကြံရစ်ခဲ့သည် လေမှာငြိမ်သက်နေဆဲဖြစ်သည်ကြောက်ဖြူအော်လွန်သည်နှင့်အင်ငင်းကလေကိုဝဲဘက်သို့ကွေ့လိုက်ပြန်သည်ရွာဘက်ရှိထင်းသာကျွန်းနှင့်ဝဲဘက်ရှိစလုံးကျွန်းတို့ကြားလေကိုဥတီလိုက်သည်ထိုဥတီချက်အတိုင်းနောက်ထပ်၃နာရီကျော်ခန့်မောင်းလျင်ကော်တောင်းမြို့သို့ရောက်နိုင်ပြီဖြစ်သည်ရေတက်ချိန်ဖြစ်နေသည့်ဖြင့်အချိန်ဆောရည်လည်းရောက်နိုင်သည် ပင်လယ်ပြင်သို့ရောက်လာပြီးဖြစ်၍လိုင်းလေထန်လာသည်ပေါဝင်းကျင်သည်လေငင်ရောင်းဝန်းကဲ့သို့ထူးခြားစွာလေတိုက်ခတ်မှုနှဲပါနေသည်ကိုအင်ငင်းတတိပြုမှုသည် အင်ငင်းကလေကိုလမ်းကြောင်းထင်းရင်စတိမျက်နာကိုလှမ်းကြည့်လိုက်သည်မုံတောင်းတစ်ခုဤရှေပြင်းနမိတ်ဖြစ်ကြောင်းစိုးရင်ဝေဟာသိရှိလိုက်ရသည်စတိကပေါင်းမို့အတွင်းမှထွက်လာပြီးအနောက်မြောက်တောင်းရှိကျွန်းမဲကြီးဘက်သို့လှမ်းကြည့်လိုက်သည်ကျွန်းမဲကြီးသည်မှိုင်းပြပြသာမြင်ရသည်မှောင်မဲနေပြီး ခရမ်းရောင်နဲ့အနီရောင်ရောရှက်နေသည်ကိုလှမ်းမြင်နေရသည်ပင်လယ်ပြင်နှင့်ရင်းနှီးကျွမ်းဝင်နေသောပင်လယ်ပြောစလုံးများပြီးပြီးမကြာမီ၄၀နာမောင်ကျရောက်တက်ခတ်မိကိုခံမှန်းသိရှိလိုက်ရသည်စတိရီမျက်နှာပြင်တွင်တွေးဝေနေသည်အင်းငင်းမှလည်းစတိနီးတူမှုန်နှိုင်းရဲ့အငွေ့သက်ကိုခံစားသိရှိနေသော်လည်းရွာလူကြီးစတိကိုလွန်ဆိုင်ရမပြောဝင်လှိုင်းများကြီးတစ်ထက်ကြီးလာလေသည်လေမှလည်းဝီဝီအော်မီကလှိုင်းလုံးများကိုတည်ဆောင်လာသည်လှိုင်းအပင်တွင်ပန်ငါရွက်များ ရေပြင်နဲ့လွတ်ထွက်သွားအောင်လှေကိုဥဆိုင်ဆင်းသွားသည်စတိဖြစ်ပါမလားကော်တောင်းရောက်ဖို့တော်တော်လိုသေးတယ်အေးငါလည်းစဉ်းစားနေတာထိုစဉ်လိုင်းအပင်မှာလှေမှာဝဲဘက်သို့တင်းဆောင်သွားသည်လှေမောက်လူမောက်ခင်ဖြစ်သွားသည် ရေများလှေအတွင်းသို့ဝင်လာသည်စတိသမီးကြောက်လန့်ကြအော်နေကလှေနေရန်ကိုရိုက်ပုတ်နေသည်ထိုအချိန်စတိကသမီးကိုပွေ့ချီထားသည်ပေါင်းကိုတင်းမှအင်းနှင်းကစတိကိုစလုံးပါတာစကားဖြင့်လှမ်းဟော်သည်အញ្ញံအရက်အတန်ညမ်းညမ်း တကြီးမှုန်တိုင်းလာနေပြီလို့ပြောလိုက်ခြင်းဖြစ်သည်စတိကငါတွေ့တယ်တွေ့ပါတယ်ဟုပြန်ပြောလိုက်သည်အင်းနင်းကိုပြန်ပြောရင်စတိကသမီးကို တလဲကျွန်မဲကြီးကိုတလဲကြည့်ကာအန်ကိုတင်းတင်းကြိတ်လိုက်သည်လေးစင်နာမတော်ကအရှေအိုးကြီးမားစွာဖြင့်ဥတီလာနေသည်ကို တွေ့ရသည် ကြီးမားသောလမ်းလုံးကြီးများတလိမ့်လိမ့်ပြေးလာနေသည်ကဲအင်းငင်းလေကိုလှဲ့တော့ကောတောင်းဆက်မသွားတော့ဘူးဆက်သွားရင်ငါတို့အလုံးဒုက္ခရောက်မှသိကြတယ်ငါသမီးရဲ့ကုစုကံပေါ့ကွာကြောက်ဖြူအော်တဲ့ရောက်အောင်မြန်မောင်းပြီးတော့ စတိစကားဆုံးပြီနီအင်းငင်းကဆက်ရှိမြင်လိုက်သည် လာလန်းဘက်သို့ပြန်လဲလိုက်သည်လေကိုတဖြည်းဖြည်းသာကြွေသည်ဆန္ဒစောရီမဖြစ်ပါလှိုင်းကိုဘေးတိုက်ခံရမဖြစ်ပြီကောင်းငယ်ကွေကြွေချလိုက်သည်နည်းလှိုင်းဖီက လေမောက်သွားမီစတိအင်းငင်းကိုအော်ပြောလိုက်သည်မကွေဖလိုင်းအလံမကွေဖလိုင်းအလတ်ပိတ်အိုးဘယ်ဘက်ကိုမြင်မြန်ကြွေဟုပြောလိုက်ခြင်းဖြစ်သည် အင်းငင်းကလှိုင်းကိုပယ်ပိုင်းပြစ်ခံရင်ဖြည်းဖြည်းသာကြွေလိုက်သည် အင်းငင်းတို့လေကြော့အော်တွင် ပြန်ရောက်စမှာပင် လေစင်နာမောင်းကရောက်လာသည်သို့တော်အော်ဤအနောက်ဘက်မြင်မသောတောင်ဆွေအကာအွယ်ပိတာသည်ဖြင့်အန္တရာယ်ဖြစ်ရန်မရှိတော့ပေလေစင်နာမောင်းရံမှာတီတီကလေးလူယုံသာရှိသည်တဘိုတဲ့တပေါင်းလာများသည်ပင်လေပင်တွင်ပုံနှောင်းကြောက်ရွံ့တတ်သောကာလာများဖြစ်သည်တစောင်းမုံဒေါ်လာသည်လှိုင်းလိုအ ਨੇ ဆုံးလာဖြစ်သည် အင်းငင်းတို့လေစင်နာမောင်းလမ်းကြောင်းမှာလွံ့မြောက်ခဲ့တော်လဲတောက်ဖြူအော်အမြင်တွင်မူလေစင်နာမောင်းကြောက်ရွံ့နေစေဖြစ်သည် ပင်လယ်ပြင်တစ်ခုလုံးပုံတိုင်းကြောက်ရွံ့ဒီမဟုတ်တော့လဲနေစဉ်နောင်မောင်ဖြစ်ပေါ်တိုက်ခတ်ရာလမ်းကြောင်းတစ်လျှောက်တွင်အင်အားပြင်းထန်သောလေဝဲလေကြော်မျိုးဖြစ်ပေါ်တတ်သည့်နေစဉ်နောင်မောင်လမ်းကြောင်းတက်တဲ့တွင်ရှိသော လေသင်းမောတို့လွတ်လမ်းကြောင်းတွင်မြည်သည့်အရာမကျန်ဖျက်ဆီးသွားတတ်သည့်ရွာတို့ပြန်ရောက်ပြီးစတိတို့မိသားစုအလင်ပို့ပေးလိုက်သည်မုံတိုင်းကြောင့်စတိသမီးကိုဆေးရုံမပူပြတော့ပေစတိတို့ကိုခြားထားပေးသည့်နေအင်းငင်းသူ့နေအိမ်တို့ချက်ချင်းပြန်လာခဲ့သည် ကျက်ဘဲများကိုစာကျွေးရအောင်မီစတိသမီးမှာခွေယူကြိုက်ခံရရေခွေယူယောဂအပြင်းထန်ခံစားနေရကြောင်းအင်းငင်းယောစတိပါတိနေကြသည်အင်းငင်းနှင့် စတိတို့မှာမြို့သူအသွားလာများကြသူများဖြစ်ပြီးဘိုးသူတားလည်းအသင့်အင့်ရှိကြသည်မြမစကားကိုလည်းကျွမ်းကျင်စွာ ပြောတတ်သူများဖြစ်ကြသည် အင်းငင်းဆိုလျင်တလတကြိမ်ခန့်ကော်တောင်းမြို့သူရောက်သည်မွေးမြူရေးအစာများဝယ်ရန်ကျက်ဘဲများရောင်းရန်ကော်တောင်းမြို့သူရောက်နေကြဖြစ်သည် ဆံမုံများဝယ်ယူလာပြီးပြန်လာလေးရှိသည်နောက်တနေ့နည်းနည်းဆော့ဆော့တွင်စရိအိမ်ဘက်သို့ဘုံတီးတန်တက်တက်ကြားလိုက်ရသည် လေအသင့်တွင်တက်တက်ကြားရခြင်းဖြစ်သည်အင်းငယ်ရင်နှင့်ထစ်ကလေးဖြစ်သွားသည်သူတို့စလုံးတိုင်းသားဒလိမှာဂီတဦးသေးဆုံးမှသာဘုံတီးလေးရှိသည်ရုပ်လက်ဆအလုံးများပြစ်ထားကစရိအိမ်ဘက်သို့ထွက်လာခဲ့သည်စရုပ်အိမ်သို့ရောက်သည်နှင့်ထင်မြင်ချက်မှန်ကန်ကြောင်းအင်းငယ်တွေ့လိုက်ရသည်စရိသမီးရိုလောင်းကို အလဲတွင်ထားကလူ၁၀ဦးခန့်ဝိုင်းပက်ရီကနေသည် တစ်ဖက်ဘိတ်ဘုံသားမှာလဲထုံ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 ဖြစ်စီးကျက်ညီညီပေါ်ထွက်နေသည်ယခုကဲ့သို့ဘုံဒီရေပျော်ရွှင်စွာ ကခုန်ကြမှသာတေဆုံးသူဝင်းညင်ကောင်းရဘုံတို့ရောက်မည်ဟုယုံကြည်ကြသည် အင်းငင်းလဲကနေသူများကြဝင်ကဘုံတိုင်းလိုက်ရကသည်လက်ချင်းတွဲ၍တလန်းချင်းရွေလျားသော အကဖြစ်သည်အ ਨੇ ဆုံးတစ်ပတ်ပြည့်သည့်အထိကကြရသည် ထို့သို့ကနေစဉ်စတိနေအောင်သူလီရစီဆက်ရှင်တဲ့ရဝင်လာကြသည်လူတူအိမ်ပေါ်တက်လာကြသည် ထိုသူမှာအညွန့်ခေါ်ဥညွန့်ဖြစ်သည်စလုံးများကအညွန့်ဟုသာအတန်ထွက်ကြသည်ရောက်ရောက်ချင်းဥညွန့်ကခတိဇနီးအားတမီးတည်ဆုံသွားတာစိတ်မကောင်းဘူးဟုအဓိပ္ပာယ်သောစလုံးစကားဖြင့်နှုတ်ခွန်းဆက်တက်လာသည်အနိုင်မာထိုင်ဒူမန်ဟန်ဘွန်အိုညွန့်ကျေးဇူးပဲအညွန့်ဟုစတိဇနီးကပြန်ပြောလိုက်သည်ညွန့်မှာစတိနှင့်လုံစွာခင်မင်းရင်းနေသူဖြစ်သည်ခလောက်ကကြံလူကျွန်း၏နောက်အစွန်ဖျားရှိအော်အတွင်း၌နေထိုင်၏ ရာရာသီးနှံများစိုက်ပျိုးနေသူဖြစ်သည်။ဟိတ်သားဖြစ်နေတော့လဲဆလုံသူနှင့်အိမ်တော်ကြကကျွန်းတွင်အခြေချနေထိုင်ခဲ့သည်။ဥညွတ်နေထိုင်သည့်အော်တစ်ဖက်တွင်တဲတောင်ပြင်ပင်လယ်ကမ်းဆက်ဖြစ်နေသည်။လေချောင်းကြရေးအခြေချနေထိုင်သူမရှိသလောက်နည်းပါးသည်။မြောက်ဖက်ရှိတာပေါ်ရွာတွင်အင်ဂျီဆယ်လုံးကျော်ဆလုံရွာလေးရှိသည်။ထို့ကြောင့်ပင်ဥညွတ်သည်တတိတခြားဖြစ်နေသည်။စတိတို့နေထိုင်ရာတလုံးရွာနှင့်အဆက်ဆက်နေသည်။အကြောင်းထူးရှိမှသာဥညွတ်ရောက်လာတဲ့သည်။ခရီးလေအတန်ငယ်လန်းသည် ဘူးညွန့်ကစတိကို မေးလိုက်သည်ဘယ်လိုယောဂနဲ့တမိတည်သွားရတာလဲခွေယူကြိုက်ခံရပြီးခွေဦးပြန်ယောဂနဲ့တည်တာစပြီးအကြိုက်ခံရတော့ကလည်းကြိုက်တဲ့ခွေယူမယူမသိခဲ့ဘူးလားခွေကောင်းလို့ထင်ခဲ့တာငါလည်းတတိမထားမိဘူးဆံဝါးပြီးအနာကိုတိတ်ပေးထားခဲ့သေးတယ်တတ်တာပြီးလို့ထင်ခဲ့တာတမိကန်ဆိုးတယ်ကော်တောင်းဆေးရုံအချိန်မီရောက်ခဲ့ရင်သေခြင်းမသေမှမနေ့ကကော်တောင်းဆေးရုံသွားတော့ကြောက်ဖြူအော်အလွန်မှာလေးစင်နာမောင်းနဲ့တိုးနေလို့ပြန်လဲခဲ့ရတယ် အေးငါလည်းသိတယ်တာဘောရွာကလေနဲ့စီးတော်မှုံနိုင်ပြီလို့နှစ်သွားတယ်တဲ့မင်းတို့ရွာကဘဒုလေတွေမှုံနိုင်နေပါသွားသေးလဲငါလည်းသမီးတည်တဲ့ကိစ္စနဲ့ခေါင်းပူနေတော့ခုတိတိဘာသတင်းထူးမှမကြသေးဘူးညနေကလေးအလောင်းမိမြုပ်ပြီးအဲ့ဒီခွေးကိုလိုက်ရှာခိုင်းယူနေတာတေချာနေပြီအရှားခွေးတွေလည်းဘဏ္ဍာကောင်ယူနေပြီလည်းမသိဘူးငါမြို့တိုင်ရင်ကျမရဲ့အခွက်ရွာကိုလာဖို့ပြောခဲ့ဦးမယ်မနက်ဖြန်အင်ငင်းကိုငါးစီလွတ်လိုက်ခွေးတုတ်တင်ခဲ့ဆေးပေးလိုက်မယ် ဥညွံမှာကော်တောင်းမြို့သူအသွာလာများသူဖြစ်သည်အသိပညာဘုဒ္ဓတော်လည်းကြော်ဝသူဖြစ်သည်ကော်တောင်းမြို့နယ်အတွင်းစလုံးများနေထိုင်ရာရွာများစွာရှိသည် စတိတို့တလုံးရွာသည်အကြီးဆုံးရွာဖြစ်သည်မသိနှင့်ချင်းပန်းရွာများတွင်လည်းစလုံးများနေထိုင်ကြသည်ချင်းပန်းရွာကိုစလုံးများကရှင်ဖန်းဟုအတန်ထွက်ခေါ်တဲ့တကယ်သူပူလုံးတုံးတုံးရွာကိုမြမများကပလုံးတုံးတုံးဟုအတန်တက်ခေါ်ကြသည်စတိတို့နေထိုင်ရာတလုံးရွာသည်ပူလုံးတုံးတုံးခြေရွာအုပ်စုတွင်ပါဝင်သည် စတိတို့ရွာမှာစလုံးများမှာမြမစကားပြောတတ်သူနေသည်ဥညွန့်ပြန်သွားတော့လဲဥညွန့်ဤစတိညို့ရွာပန်းရှင်းမဲ့ခွေးတွေရှင်းပြင့်သိပြီမရှင်းရင်နင်သမီးလိုသေးကြအောင်မယ်ဟုသောသတိပေးစကားတန်ကစတိနာတယ်ပဲ့တင်ထက်နေခဲ့သည်စလုံးများသည်ခွေးများကိုချစ်တတ်သူများဖြစ်ကြသည်ဆောက်ချောက်ကျွေးမွေးထားရန်မိမိတို့အားအနှံ့ထားသောပင်လယ်ပြင်ရောက်စလုံးများ၏ခွေးများကိုမတက်ရဲပဲဖြစ်နေကြသည်တလုံးရွာနှင့်ကော်ညောရွာမှာစလုံးများတည်လျင် ကံွက်ကြမည်အတိပညာနေပါ၏အယူသီးလာသော စလုံးများ၏ဆန္ဒစတိခံမမိသည်ထို့သောဥညွင့်တတိပိစကားများကစတိကို၆လန့်နေခဲ့ပါပြီစစ်လာစွာသောတမိငယ်ဆုံးရှုံးခဲ့ရပြီမိမိကဲ့သို့အဖြစ်မျိုးအခြားသူများမတွေ့ကြုံစီလိုပါဥညွင့်စကားထောက်ခံသူမှာအင်ငင်းတယောက်သာရှိသည်အင်ငင်းကြဲပဲများခွေးများကြောင့်ဆုံးရှုံးသည်မှာလဲမနေလာတော့ပါစတိကိုမလွန်ဆန်ဝိရတာတဲခံနေရသည်မဟုတ်ပါကခွေးလီခွေးလွန်များအင်ငင်းရှင်းပြနေပြီဖြစ်ရောမည် နောက်တစ်နေ့နက်နက်စောစောတွင်စတိကအင်ငင်းကိုဥညွန့်ထံသို့ဆေလွတ်လိုက်သည်နေ့လယ်ပိုင်းတွင်အင်ငင်းပြန်ရောက်လာသည်အင်ငင်းနှင့်အတူပလတ်စတိတ်ထုတ်ပြထုတ်ထားသောအညိုရောင်အမှုတစ်ထုပ်ပါလာသည်ဖို့အမှုသုံးဝင်သည့်အုံပြုပုံတို့ကိုအင်ငင်းကစတိကိုရှင်းပြလိုက်သည်အညွန့်ကဓာရီပေးပြီးဒေတာမှားလိုက်သလားဒါဆိုလဲလူမမြင်စေနဲ့ညာဘက်ကမှလှုပ်ကွာကလေးကိုကြိုက်တဲ့ခွေးစတိမှတ်မိလားမှတ်မိတယ်အညွန့်ပြောတော့ဒီခွေးယူနေပြီတဲ့ငါလိုက်ပြမယ်ပြီးတော့မင်းလည်းတတိထားငါနဲ့လိုက်ခဲ့ စရီနေအင်းငင်းတို့ရွာနောက်ဖက်တောဆက်တို့ထွက်လာကြသည် မကြမီအုံတို့ဘက်မှခွေးဥတံများတကောင်နဲ့တကောင်မန်ဖီးကြိုက်တံများကြားသည်စတိညွန်များသောခွေးများအမိကုတ်နေပြီးဗဇက်များအမြုံများထွက်ကြနေကြသည်တွေ့မြင်ရခွေးများကိုလိုက်လံရံပြုတ်ကြိုက်ခဲနေကြသည်ဒီအကောင်မဲအင်းငင်းယူနေတယ်တွေ့တယ်မဟုတ်လားငါသမီးလည်းဒီခွေးကြောင့်တေးရတာကျွန်တော်မှတ်မိပါပြီစတိစတိပြန်လာတော့ဒီခွေးတွေညဘက်လူကြီးတိတ်ချင်ကျွန်တော်ခြံဘက် လာကြမယ်။ညဘက်ကျမှအညွန့်ပြောတဲ့အတိုင်းကျွန်တော်လုပ်မယ်။တခြားခွေးတွေအင်မော်တင်ထားဖို့ပြောပေးပါ။သူတို့မရေးမိအောင်ကြည့်ပြောပေါ့။စရိယသမီးကိုကြိုက်တဲ့ခွေးယူနေတာပြောပြရင်သူတို့လိုက်နိုင်ကြမှာမလား။အညွန့်ပြောတော့စိတ်ချရတယ်ပြောတာပဲ။မတက်နိုင်ဘူးစမ်းကြည့်ရမှာပဲ။ငါမှားထားတာမမိနဲ့။မင်းလည်းတရိထားနှုတ်လုံတော့စိတ်ချပါစရိယ။ငါဟင်းနဲ့တပိုင်းတကွယ်ကိုအညွန့်မှားလိုက်တဲ့အတိုင်းအညိုရောင်မှုလက်နဲ့ဆုပ်စာထည့်လိုက်သည်။အင်ငင်းကစိတ်ကြိုက်နေဖက်လိမ့်လိုက်သည်။စုစုပေါင်းထမင်းတော့မကန်ပြင်ဆင်လိုက်သည်အညွန့်ပြောသည့်အတိုင်း ထမင်းနဲ့အမုံများနယ်ပြီးတဲ့လက်ကိုပြာဖြစ်စင်ကြယ်စွာဆေးလိုက်သည်အင်းငင်းကညမောင်လာမီအချိန်ကိုစောင့်ဆိုင်းနေလိုက်သည်စလုံးရွာလေးလည်းတဖြည်းဖြည်းလူတန်းတူတန်းတိတ်ဆိတ်လာကြသည်ခက်ဆသောအိယာဝင်သောဒလိမှုညာရှိနိုင်မထိုးမီမှာပင်အိယာဝင်ကုန်ကြသည်အင်းငင်းကပြင်ဆင်ထားသော ထမင်းပကံများကိုဝေးမြွေချံဆက်ခွေးများလာရောက်တတ်သောနေရာတွင်ခြားထားလိုက်သည်ပြီးနောက်ဝေးမြွေချံအတဲတွင်သို့ဝင်ရောက်ဆောင်ဆိုင်နေလိုက်သည်အမောင်တို့ကတိတ်သေးလာသည် ကြမီခွေးအောင်တန်ဥဒန်များကြားရသည်ခွေးများခြံဆက်သို့ရောက်လာတော့သည် အင်းငင်းကလက်နှိတ်တံပြီးတလက်လမ်းရှိတချောင်းကိုကိုင်းကအသင်ဆောင်နေလိုက်သည် ခွေးများခြံတင်းသို့ဝင်လာကြသည်အင်းငင်းခြားရသောသမင်းဟင်းပကံများကိုခွေးများအလူရဲ့စားကြသည်အင်းငင်းကတိကျင်စိတ်ဖြင့်လက်နှိတ်တံပြီးဖွင့်လိုက်ရာမီးအောင်မြင်သည့်ခွေးများအဝေးသို့ထွက်ပြေးကြတော့လေခွေးတော်ကောင်ကြံခဲ့သည်ဓမီးအောင်ဖြင့်အသေးချာကြည့်လိုက်သည်အင်းငင်းထိတ်ကလေးခုံသွားသည်ယူးနေသောခွေးပြေကြောင့်တိလိုက်ရသည်လမ်းကိုအသင့်ပြင်လိုက်ရာ ွေးအနာသို့တိုးကပ်သွားသည် ခွေးကမပြေးပဲအင်ငယ်ကိုကိုက်ရန်ဇိုးဝင်လာသည်အနီးရောက်သည့်နေ့ခွေးကအင်ငင်းကိုခုံရဲဟတ်လိုက်သည် အင်ငင်းကယာဘက်လက်မှလှမ်းဖြင့်ရင်ညွတ်အားတက်တက်ထိုးဆိုင်ထားလိုက်သည် ခွေးရင်ညွတ်မှကြောဘက်သို့တိုင်အောင်လှမ်းထိုးဖောက်ဝင်ရောက်သွားသည် ခွေးမှစူးစူးဝါးဝါတစ်ချက်អော်ပြီးရုန်းကန်နေသည်အတန်ကြာမှလဲကျညစ်ကျက်သွားတော့သည် ခွေးတည်ပြီးဟုစိတ်ချရအချိန်မှလှမ်းကိုခက်ခက်ခဲခဲပြန်နှုတ်ယူသည်ပောင်းဝင်းကျင်ကတိတ်ဆိတ်မဲမောင်းနေသည် တဲမြေပေါပါထက်တဲ့ကျင်းတခြင်းအမြန်တူးလိုက်သည်စရိပြောသည့်အတိုင်းခွေးအသေးကောင်ညီတူးမမတွေ့မီမြေမြို့လိုက်ခြင်းဖြစ်သည်အင်းငဲတကူလုံးချွေးများရွှဲနေနေသည်ခြံမအိမ်ဘက်သို့ပြန်လာပြီးခြေလက်မျက်နှာစေကျော်လိုက်သည်လမ်းရှည်တွင်ပေနေသောသွေးများကိုလည်းစေကျော်လိုက်သည်ခွေးယူကိုတုပ်တင်နိုင်ခဲ့ပြီဖြစ်ရင်နဲ့အနေငယ်အေးသွားသည်ညသည်ထူးခြားစွာတိတ်ဆိတ်နေသည်ကြက်ဘဲအတံများနားစုံနေတော့လေမြည်သည့်အတံမှမကြားတော့ပေအင်းငဲမှီးကလေးအိပ်ပျော်သွားသည် မြင်မြကြောင်အိပ်ပျော်စွာသည်ကိုမခံမှန်းတတ်တော့အိယာမနူးသည်နီခြံဘက်သို့ထွက်လာသည်အာယုန်တက်ချိန်ဖြစ်သည်အလင်းရောင်ထွက်ပေါ်စအချိန်ဖြစ်တော်လဲမြင်မသောဇာရက်ကြီးတောင်ထွန်များကာစီးနေသည်ဖြင့်မှောင်မဲနေသည်ဖြစ်သည်ညကခြံဆက်တွင်ထားခဲ့သောသမင်းပကံများတဲ့တွင်သမင်းများမရှိတော့အကျွင်းကျန်အနှဲငယ်ကိုကြက်ပဲများထိုးစိတ်စားနေသည်ကိုတွေ့ရသည်အင်းငင်းရင်ထိတ်သွားမိသည်ကြက်ပဲများကိုလင်းမြန်စွာမောင်းထုတ်ပြစ်လိုက်သည်ဟိုဒီဒီခြံဘက်ထွက်ခဲ့သည်ခြံနှင့်မလမကန်းတွင ခွေးလေးကောင်အတုံယုံလဲကြနေသည်ကိုတွေ့လိုက်ရသည်အခြားသူများမတွေ့မီအနေမြန်မြေမြုပ်လိုက်ရသည်ညကအဖြစ်ပြက်မနက်ပိုင်းခြေနေတို့ကိုလူကြီးစတိအားပြောရန်တလုံးရွာသို့ထွက်လာခဲ့သည်အိမ်အောက်တွင်စတိနှင့်အစင်နှင့်တွေ့ရသည်အင်ငင်းကအဖြစ်ပြက်အပြည့်စုံကိုရှင်းပြလိုက်သည်မင်းမွေးထားတဲ့ကြက်ပဲတွေရောတေးလာခုလောလောဆယ်တကောင်မှတေးတာမတွေ့ရသေးဘူးညနေချမ်းသွင်းတော့မှပြန်စစ်ကြည့်ရမယ်ခွေးလေးကောင်ဘယ်ချိန်တေးတာလဲကျွန်တော်အိပ်ပျော်သွားတာတတိမထားမိလိုက်ဘူးတွေ့လေချင်းမြင်မြုပ်ပြလိုက်တယ် ယူနေတဲ့ခွေရှိနိုင်သေးတယ်။ဒီညဆက်ပြီးလှုပ်လိုက်အောင်စိတ်ချပါစတိပြောတဲ့အတိုင်းကျွန်တော်ဆက်လုပ်ပါမယ်။ညနေခင်းကြက်ပဲသွင်းချိန်အင်းငင်းအကောင်ရေအတွက်စစ်ဆေးကြည့်သည် အသေးပြောက်မတွေ့ရယော်နေခြင်းမရှိယခုမှအင်းငင်းဆက်ရေးသွားတော့သည်အစာတစ်မျိုးတည်းကိုအတူတူစားတော့လျက်ခွေးများသာတည်ဆုံပြီးကြက်ပဲများမတည်သည်ကိုထူးဆန်းစွာတွေ့လိုက်ရသည်အညွန့်ပေးလိုက်တော့ညိုရောင်အမုတ်ဖတ်များအာဟုတ်ပင်ရာကောင်းလာသည်အညွန့်ဤပြောစကားလဲမှန်နေသည် ်ယခင်ညအတိုင်းညွန်ပေးသောအမုံဖံများအစာနှင့်နေ၍နောက်ထပ်နှညဆက်တိုက်ချရဲ့ကျွေးခဲ့သည်ခွေးများစား၍ကြံသည့်အစာကိုကြက်ပဲများဆက်စားကြသင်သည်သို့တော်လည်းကြက်ပဲများမိသွုံးမှမဖြစ်ပဲခွေးများသာတည်သည်အင်းငင်းလည်းတည်နေသောခွေးများလူမမြင်အောင်မြည်မြှုပ်လိုက်သည်ဤနည်းဖြင့်ခွေးတွေခွေးလွန်များတစ်ဖြည်းဖြည်းရန်내ပြောက်တော်သားသည်ကိုစတိနှင့်အင်းငင်းမှပါအခြားအစလုံးများမရေမိကြပေမိမိတို့မွေးမြူထားသောကြက်ပဲများအနေရကင်းသွားပြီဖြစ်၏ ်အင်းငင်းမှာကြည်ရဝန်တာနေသည်ပိုင်ရှင်မဲ့ခွေးအနှင်းငယ်သာကြံတော့သည်စတိနေတွေ့စဉ်ကအင်းငင်းကတိုးတိတ်ပြောပြသည်ဦးညွင့်ဤစေမော့အပေါ်တွင်အပြည့်ဝယုံကြည်အားကိုးနေပုံပေါ်လွင်နေသည်ခွေးတွေတိတ်မကြံတော့ဘူးဆက်လို့ရအောင်မလားမင်းမိထားတဲ့ကြက်ပက်အနေရမရှိတော့ဘူးမဟုတ်လားတော်တော့ပါပြီပျောက်သွားတဲ့ခွေးတွေအတွက်ပိုင်ရှင်နေပြန်လာပြီမင်းမင်းနဲ့ငါနဲ့ဘလို့ရှင်းပြရမလဲမပြောတတ်တော့ဘူးကျွန်တော်တို့ကလူတွေရှိမှတွေးတန်ရဲရဲနဲ့တက်ပြစ်တာမှမဟုတ်တာအညွန့်ပေးတဲ့စေမုံကြတာ ခုလိုရှင်းပြနိုင်တာအေးกว่าမင်းပြောတာလည်းဟုတ်နေတာပဲညုံပေးတဲ့အမုံနေတာတော်တော်ထူးတယ်ကြက်ပဲတွေမသေးပဲခွေးတွေပဲသေးတာသူ့ကိုယ်တွေပဲဆက်မကြည့်တော့ဘူးဆိုရင်ကြံနေသေးတဲ့အမုံတွေအညွန့်ကိုပြန်ပေးလိုက်တော့အညွန့်စီသွားရင်စရိပါလိုက်ခဲ့ပါလားငါလည်းဒီအမုံဖတ်တဲ့အကြောင်းသိကျင်နေရတော်ပဲလိုက်ခဲ့မယ်လာကွာအခုသွားကြမယ်မိမှာရှိတဲ့အမုံတွေဝင်ယူပြီးသွားကြတာပေါ့ငါလိနေပဲသွားကြမယ်စရိလေးဖြစ်စရိနေအင်းငင်းတို့ဦးညွန့်ရှိရာတို့ထွက်လာကြသည်ဘလော့ကာကြံလို့ကျွန်းသည်စရိတို့ တလုံးရွာနှင့်မလမကန်တွင်တည်ရှိသည်။ဆောင်းရသည်တွင်လက်ကျန်မျိုးနွေးများရစ်ဆိုင်ကြားနေစေဖြစ်သည်။နန္ဒပိုင်းဖြစ်တော်လဲနေရောင်မမြင်ရသည်။ဘလော့ကာကြံလို့ကျုံးပေါ်ရှိလုံးပတ်ပင်စီကြီးမှသောကញင်ပင်ဖြူဖြူကြီးကိုအဝေးမှလှမ်းမြင်နေရသည်။ဘလော့ကာကြံလို့ကျုံးပေါ်တွင်ကញင်ဖြူကြီးများနေရာနှက်ပေါက်ရောက်ရှင်သန်လျက်ရှိသည်။အင်းငင်းနှင့်စတိတို့ဥညွန့်အော်တဲ့သို့ရောက်ရှိခြင်းတွင်ဥညွန့်ဆိုင်ခင်းနှင့်ရောက်နေသည်။ဥညွန့်ဆိုင်ခင်းမှစိမ့်စိမ့်ဆိုသောဖြင့်ဖြစ်ထွန်းနေသည်။စတိတို့ကို ။ဦးညွန့်ကလမ်းမြင်တွေ့သည့်နေ့ဆက်တန်ကြားတာဘသူများလဲလို့စတိတို့ပါလား။ဒါကွာအိမ်ပေါ်သွားရအောင်။ဒါနဲ့အင်းငင်းငါပြေးလိုက်တဲ့အမှုတွေကြွေးတာခွေးတွေသေးရဲ့လား။တိတ်သေးတာပေါ့။စတိကူသာမေးကြည့်တော့စတိငင်းလဲငါးစီမကြောက်တာကြပြီ။တပီးဆုံးသွားလို့စိတ်မကောင်းဖြစ်နေတာလား။ခုလာတာအကြောင်းထူးရှိလို့လား။အညွန့်ကိုတွေ့ကျင်လို့လာတာပါ။ပြီးတော့နေပြေးလိုက်တဲ့အမှုတွေကြောင့်သိကျင်လို့အဲ့ဒီပစ္စည်းဘာခေါ်လဲ။နင်ဘယ်ကနေဘယ်လိုရတယ်လဲ။လာပါကွာငါပြောပြမယ်အိမ်မော်တက်ရအောင်အိမ်မော်အရောက်တွင စတီကစလုံးစကားဖြင့်ဥညွတ်ဇနီးကိုနှုတ်ဆက်လိုက်သည်နေကောင်းရလားဟုနှုတ်ဆက်လိုက်သည်နလော်လီအမော်ခိုင်းဥညွတ်မှာကျုံးပေါ်တဲ့အခြေချနေထိုင်သူဖြစ်သည်အိမ်မှာလည်းပြင်တော်ပြင်ကင်းသူ့မိုးဖြစ်ပြီးအတန်အသင့်ကြီးမားသည်ဥညွတ်ဇနီးကလက်ဖက်ရည်ချိုးဖြင့်ဧကန်သည်စတီကလက်ဖက်ရည်တန်ကုန်တောင်းရင်းပြောလိုက်သည်လက်ဖက်ရည်ကောင်းသည်ကျေးဇူးပဲလို့ပြောလိုက်သည်ကဲပြောပါဦးနင်ပြေးလိုက်တဲ့အမုံတွေဘာတွေလဲငါပြောပြမယ်စတီနင်းတိတိချာချာနားထောင် ဒီဘလော့ဂါကျန်လူကျုံးပေါ်မှာကငင်းတွေကတအားပေါက်နေတယ်နင်တို့အမြင်ပဲဟိုတနှစ်လောက်ကလူတစုလေတစင်းတွေရောက်လာကြတယ်ကငင်းစီတွေထုတ်ကြတယ်ချက်ပြုတ်စားတော့ဖို့အတိရက်တွေငားစီလာဝဲကြတယ်ငားရင်နဲ့တော့တော်တော်ဝေးပါတယ်ဒီနေ့အတိရက်လာဝဲသူတူကဟိုကျုံးအစွန်ကအပင်တပင်ကိုတွေ့သွားတယ်အဲ့ဒီအပင်ကကငင်းတွေကြောင့်မှထူးထူးခြားခြားတပင်နဲ့ပေါက်နေတာဒီကျုံးပေါ်မှာတပင်နဲ့ရှိတာဟိုအဝေးကနှမ်းမြင်ရတဲ့အပင်ပဲ ဦးညွန့်ပြောရာစတိနေအင်ငင်းတို့လှမ်းကြည့်လိုက်ကြသည်ကျွန်းအစွန်တွင်လှမ်းမြင်နေရသည် ပင်စီကကငင်းပင်လောက်မကြီးပေမဲ့အပင်ရဲ့အခောက်တွေကထူထပ်ပြီးကျန်တက်နေတယ်ပြီးတော့အကွဲချောင်းတွေအပြည့်နဲ့အယောင်ကညီညွန်အောင်ပေါ့ဦးညွန့်ပြောလက်ဆစကားကိုရက်ပြီးလက်ဖက်ရည်တောက်သည်ပြီးမှဆက်ပြောသည်ငါစီဟင်းသေးရဲ့လာဝဲတဲ့သူကအပြင်မှာအဲ့ဒီအပင်ကအခောက်တွေခွာယူပြီးသွားတာတွေ့လိုက်ရတယ်အမှုမဲ့အမှတ်မဲ့နဲ့ဘာလို့ဖို့လဲဘယ်လိုသုံးဝင်လဲအမေးလိုက်မိဘူး ကငင်းစီတွေလိုတလောက်ရတော့သူပြန်သွားတယ်။နောက်၃လလလောက်အကြာမှာသူတို့ပြန်ရောက်လာကြတယ်။ကငင်းစီတွေထတ်ထုတ်ကြပြန်တယ်။သူတို့ကယာယီတဲတွေစောက်ပြီးနေကြတာထုံးစံအတိုင်းအတိရက်တွေလာဝယ်ကြတယ်။သူတို့နဲ့ရင်းနှီးလာတော့ငါမေးကြည့်တယ်။အဲ့ဒီအပြင်အခေါက်ဘယ်လိုအသုံးဝင်သလဲ။ဆေးဘက်ဝင်သလားပေါ့။ဒီတော့မှသူတို့ကပြန်ပြောတယ်။အဲ့ဒီအပြင်အခေါက်ဟာခွေးသေးခေါက်လို့ခေါ်တယ်တဲ့။အခေါက်ကိုခွာအချောက်လန်းပြီးကြည်အောင်ထုရတယ်။ရတဲ့အမုံအဖက်တွေကိုအစာနဲ့ရောပြီးခွေးကိုကျွေးရင်သေရောတဲ့ သူတို့ကကျုံးပေါင်းစုံရောက်ခဲ့ပြီးပြီးဒီကျုံးပေါ်မှာတပင်နဲ့တွေ့နေရတယ်တဲ့အထားကျုံးတွေပါဒီအပင်မျိုးမရှိဘူးတဲ့သူတို့ဒေသမှာလည်းခွေးတွေပေါက်ဖွားလာတာများလို့ဖြစ်ဖြစ်ခွေးတွေယူလို့ပဲဖြစ်ဖြစ်လေလေနေတဲ့ခွေးတွေဒီအမုတ်နဲ့ပဲရှင်းပြကြတယ်ဒီအမုတ်ပါတဲ့အစာစားမရင်၃-၄နှစ်အတွင်းတည်ကြရတယ်ငါလည်းလိုရမယ်ရဆိုပြီးခောက်ခွာနေကြောက်လန်းအမုတ်လှုပ်ထားတာနေသမီးခွေးယူကြိုက်ခံရပြီးတေတော့မှသတိရလို့အင်းငင်းကိုပေးလိုက်တာဦးညွန့်စကားမဆုံးမီ စတိပြန်မေးလိုက်တယ်ဒါနဲ့ခွေးတွေသာတီးပြီးအဲ့ဒီအစာစားကြတဲ့ချက်ဘဲတွေတော့မတီးပါလားကွာအေးဒီအမုတ်ကခြေလေးချောင်းတက်တော်ဝါလေးသာတီးတယ်ခြေနှင်းချောင်းတက်တော်ဝါလေးမတီးဘူးတဲ့ငါလည်းတိတ်ကိုအံ့ဩသွားတယ်ကော်တောင်းရောက်တော့ကနားလေတက်တရန်သူကိုမေးကြည့်တော့အဲ့ဒီတော့မှထက်တီးရတာဒီအမုတ်ကနိုးတိုက်တက်တော်ဝါဆိုရင်တေးနိုင်တယ်တဲ့တော်တော်ထူးဆန်းတယ်နော်နင်တို့ရွာမှာခွေးကလွယ်ပြီးအခြားခြေလေးချောင်းတက်တော်ဝါမှာတိတ်မရှိတာဒါကြောင့်ငါလွယ်လွယ်ပေးလိုက်တာ ကင်ပြီးလက်ကိုတိတိကျကျဆေးဖို့အင်းငင်းကိုငားမလိုက်သေးတယ်။နင်းရွာပြန်ရောက်ရင်စလုံးတွေလဲခွေးတိခောက်အကြောင်းပြောပြလိုက်ပါအောင်လိုအပ်တဲ့အခါလာယူဖို့ကဲကဲလက်ဖက်ရည်တောင်းအောင်မုံတွေလဲစားပါအောင်ဦးညွန့်စကားအဆုံးတွေစတိအာယုံတွေအတိတ်တခုလက်ကလေးပေါ်လာသည်ခွေးများပျောက်ဆုံးသွားသည်ကိုတနေ့မိမိကိုလာမေးကြပြီများတေးကြမည်မေးကြတော့လဲတမိခွေးယူကြိုက်ခံရ၍တေးဆွံကြရပုံနဲ့ခွေးတိခောက်ကိုအကြောင်းပြု၍ရှင်းပြရတော့မည်ဦးညွန့်ကိုနှုတ်ဆက်ပြီးစတိတို့ တလုံးရွာသို့ပြန်လာကြသည် အပြန်လန်းခီတွင် လေကိုအင်းငင်းကမောင်းသည်စတိအတွေ့ဝဲခွေးတီကောက်ကလွှမ်းမိုးနေသည်မိုးကြတဲ့ရွာသို့ပြန်ရောက်လာကြမည်ခွေးပန့်ရှင်များပျောက်ဆုံးသွားသော ခွေးများအကြောင်းမေးလာကြသောညီတို့ရှင်ပြအမိကိုတွေးနေမိသည်ခွေးတီကောက်နှင့်ခွေးယူအကိုက်ခံရ၏တည်ဆုံးသွားသောသမီးငယ်၏ပုံများအတွေ့ကအစီရေပေါ်ထွက်လာသည်သမီးငယ်၏အသက်နှင့်ရင်း၍တီးကြရသောခွေးတီကောက်အတုံးဝင်ပုံများကိုရှင်ပြရမည်ညီတွင်းငယ်ကလေးများနှင့် နိုင်စားလျင်အိမ်မွေးခွေးများကအ धिक မကြလာပါကလေးများ၏အသက်အန္တရာယ်ကြောင့်ခွေးများတုတ်တင်ဖျောက်ပြက်ခဲ့ရသည်တွေးတံရဲရဲဖြင့်ခုတ်ထစ်ပိုင်းတက်ခြင်းမျိုးမဟုတ်ပေခွေးတီခေါက်ဖြင့်ညင်သာစွာရှင်းပစ်ခဲ့ရကြောင်းရှင်းပြလျင်ရွာပြန်စလုံးများခြေနဲ့နှစ်သိမ့်ကြမည်ဟုမျှော်လင့်ရသည်စတိရှိသူလှမ်းကြည့်လိုက်သည်စလုံးများ၏ဇာတိရွာတလုံးနှင့်ကွန်ညောရွာတို့လှမ်းမြင်ရသည်ပင်လယ်ပြင်သို့ထွက်သွားသော စလုံးများ၏ အမိုးကာမဲ့နေရင်များကန်းဆက်တွင်ထိုးထိုးတောင်တောင်ရှိနေသည် အမြင်အားဖြင့်အကြီးတန်တော်လဲရွာများကအေးချမ်းလာသည်မြင်မာသောဇာရက်ကြီးတောင်ထုပ်များက ရွာကိုငုံကြည့်နေတကယ်သို့ရှိနေသည် ထိုးတောင်ထုပ်များကပင် ရွာကို လေတံမိုးတံမှအကာအဝယ်ပေးထားသည် စိန်လံညှို့မောင်းနေသောပုံတော်များရွာအနောက်ဘက် တောင်ကြီးကန်းဆက်တွင်ထူထပ်စွာပေါရော့ရှင်သန်ကြသည်လေနူအေးကလေးကတတုံတုံတိုက်ခတ်လျက်ရှိသည်စတိစိတ်မှလည်း ဥညွန့်စီအလာကီးလိုလေးလံထိုင်မှန်းချက်မရှိတော့ရွာပြန်ခီးဝဲလန်းဆန်းကြည်လွန်လျက်ရှိနေတော့သည်ဝိထုလေရတော့ဒီမှာပဲပြီးဆုံးတော့ပါပြီခင်ဗျာအခုလိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့ပိတ်သက်တယောက်ချင်းတွေကိုအထူးပြင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ